မြန်မာနိုင်ငံမှာအင်အားပြင်းငလဲလှုပ်ခဲ့တာအခုဆိုတပတ်တိတိရှိသွားပါပြီအပြက်စီးတွေကြားပိတ်မိနေသူတွေကိုအသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ဖို့ဆိုတာအရှိန်ကြာလာတဲ့အမျှစိန်ခေါ်မှုတွေကတိုးလာပါတယ်စစ်ကောင်စီရုံးဆိုင်တဲ့နေပြည်တော်ဟာမြို့ပြက်ကြီးလိုဖြစ်နေပြီးဝန်ထမ်းအင်အားများပြားဆိုးဆိုးဝါးထိခိုက်ခဲ့ပါတယ်ဒီနေရာမှာလူသေးအနက်တွေနဲ့မွန်းကျက်နေပေမဲ့ရှာဖွေကယ်ဆယ်ရေးတွေကိုတော့လုံးဝမတွေ့ခဲ့ရပါဘူးဝန်ထမ်းတွေဘလောက်အသက်ပျောက်သွားသလဲဆိုတာကိုတော့စစ်ကောင်စီကထုတ်ပြန်လာတာလည်းမရှိသေးပါဘူး တဖန်ဒီပြက်စီးတွေကြားတဲ့ရက်လက်စွန့်သွတ်နေသူတွေကိုလည်းတွေ့နေရပါတယ်။ဒေါ်အေးဟာသူရှိရတဲ့တူမဒီနေရာမှာပဲတည်ဆုံးသွားတာလို့ RFP ကိုပြောပြပါတယ်။တူမကုံကြောက်ရောင်းတာဒီဘက်ဒီနားလေးမှာကုံကြောက်နေဟိုပေါ့နော်ဒီဘေးလေးတွေပေါ့ဒီဘေးတို့ပါလို့အဲ့လိုလေးလှုပ်အာရတာဒီနေပဲစားတောက်နေရတာပေါ့သူကခေါင်းဆောင်နဲ့လူကဆုံးသွားတော့ဘာမှဘာပြောလို့ပြောရမှန်းမသိတာအဲ့လိုမျိုးဖြစ် ူနဲ့သူ့မိသားစုဝင်နှစ်ယောက်ဒဏ်ရာရထားပေမဲ့သေမီတို့နဲ့ပဲကုသနေတယ်လို့ဒေါ်အေးကဆက်ပြောပါတယ်။နေပြည်တော်ကဆေးရုံတွေလဲငလင်ကြောင့်ပျက်စီးသွားတဲ့အတွက်ဒဏ်ရာရသူတွေကိုယာယီတဲထိုးပြီးအရေးပေါ်ဆေးကုသမှုတွေပြင်နေရပါတယ်။ပျက်စီးသွားတဲ့လမ်းတံတားတွေကိုလည်းထိထိရောက်ရောက်ပြန်မပြင်နိုင်သေးပါဘူး။ငလင်ဘဟုချက်မနဲ့နေတဲ့သခိုင်းမျိုးရဲ့အပျက်စီးကတော့စုဖွဲ့ရာမရှိပါဘူး။မျိုးရဲ့90ရာခိုင်နှုန်းကျော်ပျက်စီးခဲ့သလိုလူ800ထက်မနည်းသေဆုံးနိုင်တယ်လို့ကယ်ဆယ်ရေးသမားတွေနဲ့မြို့ကန်တွေကခန့်မှန်းထားပါတယ် တနေရာတဲ့မိသားစုဝင်တွေအစုလိုက်ပြုံလိုက်တည်ဆုံးရသူတွေလည်းရှိနေပါတယ်။ဒါကသုံးထက်တိုက်တလုံးရဲ့အပျက်စီးပုံကြီးပါ။ဒီထဲမှာအမေဖြစ်သူရောသမီးဖြစ်သူပါတည်ဆုံးသွားတာလို့အသက်90ရွယ်ဦးတင်မိုးကပြောပြပါတယ်။ကျွန်တော်ကတော့သုံးထက်ပါနော်။သုံးထက်မြင်းငရင်ကျောင်းမြို့သွားရတာပါနော်။မြို့သွားခြင်းမှာကျွန်တော်မိသားစုနေတာက12ရောက်နေပါတယ်။12ရောက်နေတဲ့အထက်မှာကျွန်တော်တို့9ရောက်ကတော့မြင်းငရင်ကျောင်းပြွေးဟာထဲမှာပြိမ့်မြပါဘို့။9ရောက်ပြိမ့်မြမှာ9ရောက်ကတော့ လွမြောက်ပါတယ်၄ယောက်ကတော့အစ်စ်မေးလေးရပါကျွန်တော်ရဲ့အမေရယ်ပြီးတော့သမီးအကြီးရယ်တူမာလေးရယ်ပေါ့ပြီးတော့ဧည့်သည်တယောက်ရယ်ပေါ့လွမြောက်လာသူတွေနဲ့ဥတ္တမိုးရဲ့ညီမဖြစ်သူမတ်တမိုးခိုင်လည်းပါဝင်ပါတယ်အသက်58နှစ်ရွယ်မတ်တမိုးခိုင်ဟာအမေရောသမီးပါတပြိုင်တည်းဆုံးကျုံးလိုက်ရတဲ့သူ့ကိုအတွက်ယူကျုံးမရဖြစ်နေပါတယ်သူတို့မှမိစုံဖားစုံလေးတွေနဲ့ပေါ့လေအာဟိုကိုအသက်နဲ့မြန်ပေးလို့ရလို့ရှိရင်အဲ့လိုပေးလေးချင်တာပေါ့လေကိုဆိုတော့အမေနဲ့ဒန်လူပသွားရင်ကျင်းတတ်ပါရဲ့ပေါ့ အဲ့လိုခံစားရတာပေါ့သူတို့ဟာမိသားစုဝင်တွေအခုလိုရုတ်တရက်တည်ဆုံသွားတယ်ဆိုတာကိုလက်ခံနိုင်ဖို့ခက်ခက်ခဲခဲကြိုးစားနေရပါတယ်စကိုင်းမြို့မှာစစ်ကောင်စီတပ်ရဲ့တွာလာခွင်းနဲ့လုံခြုံရေးကန့်သက်ချက်တွေကလည်းရှိနေပြန်ပါတယ်ဒီအပြင်အဆောက်အုံပြတ်တွေကလမ်းတွေကိုပိတ်ဆို့နေလို့ရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာအများပြားလည်းရှိနေတယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပြပါတယ်ဧပြီလ၄ရက်နေ့ထိစစ်ကောင်စီရဲ့စစ်ရင်တွေရနိုင်ငံတော်မှာငလင်ကြောင့်တည်ဆုံသွားသူ၃၁၀၀ကျော်ရှိလာပြီးဒဏ်ရာရသူကလည်း၄၅၀၀ကျော်ရှိနေပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ပြည်တွင်းစစ်ကြောင့်အရင်ကတည်းကဆိုးဝါးနေပြီးသားမြန်မာနိုင်ငံရဲ့အခြေအနေတွေဟာငလင်ကြောင့်ပိုပြီးဆိုးဝါးသွားစေပါတယ်ခင်ဗျာ။